ယုံကြည်ကိုးစားလို့ရတဲ့ဖီနာဘာချီရဲ့လက်ရှိအိမ်ခွင်ခြေစွမ်းဒုက္ခဆိုဂျာတာဗရီနီညယူရိုပါလိ16တင်းအဆင့်ပထမအကြော့ပွဲချိုသုံးသက်ချက်အေခမောင်းနဲ့စပါည7:55နေဒါလန်လိအဆင့်6နေရာကအေခမောင်းဟာဒီယာဒီယူရိုပါလိမှာအိမ်ခွင်ရှုံးပွဲမရှိသေးဘဲအိမ်ခွင်9ပွဲမှာ4ပွဲနိုင်ထားပါတယ်စပါကတော့ဒီယာဒီယူရိုပါလိအဝေးခွင်မှာရလက်ဘောင်းဆောင်ထွက်ထားတာပါ ။နောက်ပြင်စပါရဲ့အခုရာသီယူရိုပါလိအဝေးကွင်းလေးခွဲစလုံးမှာလေအပြန်အလှန်သွင်းကိုရှိထားပါလေ။ဂိုးပေါင်းစည်း330အနိုင်နဲ့အတူဂိုးပေါ်ကပိုကောင်းမှာပါ။ဖီနာပါချင်းရဲ့ရိန်ဂျာစ်ည7:55 play off တုန်းကအန်ဒလက်ရှ်ကိုအင်ကွင်းမှာ3ဂိုးပြတ်ခဲ့တဲ့ဖီနာပါချီဟာလက်ရှိမှာလည်းအင်ကွင်း6ပွဲဆက်နိုင်ထားတာပါ။ဒီဇဂိုရိုဖီနာပါချီတိုက်စစ်ဟာဒီအာဒီအင်ကွင်း6ပွဲစလုံးမှာအနိုင်ဆုံး သုံးဂိုးနှုံနဲ့သွင်းနိုင်ခဲ့တယ်။ရိန်ဂျာကတော့ဥရောပမှာအိမ်ခွင်းသာ စွာပေမဲ့အဝေးခွင်းကတာမန်ပါပဲ။ဒလုံး25ပြားနိုင်ပေါက်တဲ့ဖီနာဘာချီရဲ့အိမ်ခွင်းခြေစွမ်းကိုယုံကြည်ရမယ်။စတူအာဘူခါရက်နဲ့လိုင်အွန်ည12:35စတူအာဘူခါရက်ဟာဒီယာဒီရိုပါလီအိမ်ခွင်း၅ခွဲမှာမန်ယူနဲ့တပွဲတည်းသာရှုံးခဲ့တာပါ။လိုင်အွန်ကတော့အခုရသည့်ယူရိုပါလိမှာအဝေးခွင့်ရှုံးပွဲမရှိသေးဘဲ၄ပွဲမှာ၂ပွဲနိုင်ထားပါတယ် ဒါပေမဲ့ပြိုင်ပွဲစုံနောက်ဆုံးအဝေးကွင်း6ပွဲမှာတပွဲသာနိုင်ခဲ့တဲ့ Lion ရဲ့လက်ရှိအဝေးကွင်းခြေစွမ်းကတော့အားရစရာမရှိပါဘူး။ Lion တလုံး90အနိုင်ပေါက်တဲ့ဆိုပေမဲ့အင်ရှင်နဲ့ပဲစွန်စားခြင်းနဲ့ဆိုစီတနဲ့ Man U ည7:55နောက်ဆုံးနှစ်ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တဲ့ဆိုစီတဟာဒီအဒီမာပွဲကြီးတွေဆိုဂိုးရဖို့ရုန်းကန်ရတတ်ပါတယ်။ Man U ကလည်းလက်ရှိအချိန်မှာတိုက်စစ်ရောရလတ်ပါတည်ငြိမ်မှုမရှိပါဘူး။ သူတို့နှစ်သိန်းတွဲဆုံမှုတဲ့6ပွဲမှာတော့ငါးပွဲကနှစ်ဖက်သွင်းကိုနှစ်ဂိုးနဲ့အောက်ဖြစ်ထားပါလေဂိုးပေါင်းစည်းနှလုံး60အရှုံးသာရှိလို့ဂိုးမများနိုင်ပါဘူးပယ်ဇန်နဲ့လာစီကိုည2နာရီခွဲအင်ကွင်းမှာတဲ့ပယ်ဇန်ဟာနောက်ဆုံးယူရိုပါလိအင်ကွင်းဆနပ်ပွဲမှာလည်းမန်ယူနဲ့တပွဲသာရှုံးခဲ့တာပါလာစီယိုကတော့တရားဒီယူရိုပါလိအဝေးကွင်း၄ပွဲမှာ၃ပွဲနိုင်ထားပါတယ် ဒါပေမဲ့လာဇီယိုကဥရောပမှာရှုံးထွက်အဆင့်ရောက်ပြီဆိုရုံးကန်ရတတ်တာပါလာဇီယိုလေဗယ်100ဆိုပေမဲ့ပယ်ဇန်မရှုံးနိုင်ပါဘူးဘော်တိုကလင်းနဲ့အိုလံပီယာကိုစ်ညနှစ်နာရီခွဲဘော်တိုကလင်းဟာဒီယာဒီရိုပါလိမှာအင်ကွင်းစွာတဲ့အသင်းဖြစ်ပြီးအင်ကွင်း9ခွဲမှ4ခွဲနိုင်ထားပါတယ်ဂရီလီမှာအမှတ်ဖြတ်ဦးဆောင်နေတဲ့အိုလံပီယာကိုစ်ကလည်းယူရိုပါလိကအဝေးကွင်းနောက်ဆုံး3ခွဲစလုံးမှာရှုံးခွဲမရှိခဲ့သလို ေးကိုလည်းမရှိခဲ့ပါဘူးကစားသမားရေသွေးပိုင်းကြတော့နော်ဝေကလပ်ထက်ဂရိကလပ်ကပိုတာပါတယ်ဘော်ဒိုကလစ်လေဗယ်90ဆိုပေမဲ့အိုလံပီယာတရေရနိုင်တဲ့ပွဲပါအင်ဂျယ်နဲ့ဖရိုင်းဘတ်ညနှစ်နာရီခွဲနယ်သာနလိမှာရှင်မတ်ဖြတ်ဥဆောင်နေတဲ့အေဂျက်ဟာဒီယာဒီရိုပါလီကအိမ်ခွင်း9ပွဲမှာ3ပွဲနိုင်ထားပါတယ်ဖရန်ဘတ်ကတော့ယူရိုပါလီမှာနောက်ဆုံးအဝေးခွင်း2ပွဲဆက်ရှုံးထားတာပါ လက်ရှိမှာလည်း Frankfurt ဟာပြိုင်ပွဲဆို နောက်ဆုံးအဝေးကွင်း9ပွဲမှာတပွဲသာနိုင်ထားပါတယ်။အင်ရှင်အေဂျင့်နဲ့တူ1120ရင်းကြည့်ရမယ့်ပွဲပါ။ Roma နဲ့ Bibao ည2နာရီခွဲ Roma ဟာ DRD Europa League အင်ကွင်း9ပွဲမှာအခု16တင်းအဆင့်ပြိုင်ဘက် Bibao နဲ့တပွဲသာပြေးကြပြီး၄ပွဲနိုင်ထားတာပါ။ဒါပြင် Roma ဟာနောက်ဆုံးဥရောပအင်ကွင်း38ပွဲမှာလည်း2ပွဲသာရှုံးထားပါတယ်။ မိဘအိုကတော့လောလောဆယ်အဝေးကွင်း၄ဘွဲ့ဆက်နိုင်ဘွဲ့ပျောက်ထားတာပါအင်ကွင်းနိုင်အောင်ကန်ထားရမယ့်ရိုမနဲ့ပင် level 40ရင်းကြည့်ခြင်းနဲ့ချစ်စုပေးကြတာကျေးဇူးများကြီးတင်ပါတယ်